ရိတ်သမ ्या အားလုံးပဲမင်္ဂလာပါရှင်။ဘုစတိုရီ YouTube Channel ရနေပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ရိတ်သက်တွေအားလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရင်းဆရာရဲဝင်းထုံရေးသားထားတဲ့ဦးကြီးမောင်နဲ့ညောင်လှမမဲကြီးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာဆုံးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ အသေးသေးတင်နိုင်သိရှိဖို့အတွက်ကတော့ဘေးနာနိုတီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးတော့မဲ့သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင်ခဏကြာတော့လေဦးလေးဖိုးမောင်ကပြန်ပြီးတော့တတိရလာတယ်ဗျပြန်တတိရလာတော့လေကျုပ်တို့ကြောက်ပြီးတော့ကြည်နေတယ်တာလာငါဘာဖြစ်သွားတာလဲကျုပ်ကဘယ်သိမလဲဦးလေးဖိုးမောင်ရဲ့ဖိုးချိုလာခေါ်လို့ရောက်လာတာဖိုးချိုမေးကြည့်ပေါ့ ကျုပ်ကဘာဖြစ်တာလဲတော့မသိဘူးဗျ။ဦးလေးဖိုးမောင်အိမ်ကိုဝင်တော့စူးစူးဝါးဝါးအော်ပြီးလူလိမ့်နေလို့လာခေါ်တာ။ဖိုးမောင်မင်းဘာတွေလှုပ်ထားသေးလဲ။အပင်တွေခုတ်ထားသေးလား။ကျုပ်ဘာမှမလှုပ်ထားပါဘူး။အပင်တပင်တော့ခုတ်ထားမိရဲ့။အေးမင်းခုံလိုက်တဲ့အပင်မာနေတဲ့အစိမ်းမကမင်းကိုဝင်ပူးတာပဲ။မင်းသူ့အတွက်အပင်တပင်စိုက်ပေးရမယ်။ဗျာကျုပ်ကိုအစိမ်းမဝင်ပူးတာဟုတ်လားဦးကြီးမောင်။ကြားကြိုက်ခံရပါတယ်ဆိုမှ အပေါင်လေးနဲ့လာမေးသလိုဖြစ်နေပြီမနှက်ဖြင့်မင်းခုံခဲ့တဲ့အပင်ပေးမှာခက်လက်လက်အပင်တပင်သွားဆိုင်ပြလိုက်ကျုပ်သွားဆိုင်လိုက်ပါမယ်ဦးကြီးမောင်ကျုပ်လည်းထိုင်နေရင်ပုံအပ်အနက်တစ်ခုရလို့ထားကြည့်မလို့တွေးနေတော့ဘာမှမသိတော့တာအခုမှတတိပြန်ရလာတာအေးဖြစ်ခဲ့တာတွေထားတော့အခုညအိတ်လိုက် မနှက်ဖြင့်မနှက်အပင်သွားဆိုင်ဖို့မမေ့နဲ့နော်ငါပြန်တော့မေးဦးကြီးမောင်ကပြောပြီးတော့ပြန်သွားတယ်ဗျကျုံနဲ့တီဟာကတော့အိမ်ကိုပြန်ခဲ့တာပေါ့ဗျာ နောက်နေ့မနက်ကိုလည်းရောက်လာခဲ့ပြီးကျုံနဲ့တီဟာကလည်းအိယာကထအဖေနဲ့အတူလက်ထဲကိုထွက်ခဲ့တာပေါ့ဗျာအဲဒီနေ့မနက်မိုးလင်းကလေးကမိုးကလည်းကောင်းနေတော့ကနန်းကောင်းဖို့ထွက်ခဲ့ကြတယ်ကနန်းတွေကလည်းမိုးရွာတော့တပွေးပွေးနဲ့ပေါ့တာလာတို့တွေပါလားဘလောက်တောင်ရကြပြီလဲအဲတယောက်ကိုငါးလုံးလောက်တော့ရပြီကွာမင်းတို့ဇုံတွေကရောဘလောက်ရပြီလဲနည်းနည်းပပပဲရသေးတာပါကွာဒါနဲ့တကြီးအိမ်ကိုမင်းတို့ဆင်းသွားကြည့်ကြတယ်ဆို အေးလေကွာမင်းရောမကြည့်ရသေးဘူးလားမကြည့်အားပါဘူးကွာလေထဲစင်းရအိမ်အလုံးစင်းရနဲ့မအားပါဘူးကွာအခုတော့လေငပြင်းဖိုးတုတ်တောင်မှမိမဟိုကြောက်တော့အလုတ်တွေမလုံမနေရလုံနေပြီပေါ့မင်းရလေပြောတော့မယ်ကြောက်တာမဟုတ်ဘူးကွာချစ်တာချစ်တာချစ်လို့အလုတ်လိုက်ထားတာပါကွာဩဒါဆိုရှင်ကကြောက်ကိုမကြောက်ဘူးပေါ့ဟုတ်လားဖိုးတုတ်ရင်မကြောက်တဲ့အကြောင်းပြောချင်ရင်လေ မိမကွယ်မှပြောပေါ့ကွာ အခုတော့လက်ဝါးစာပြီးတော့မယ်ထင်းနေကျုပ်ကလည်းလက်တကွက်ချားနေတဲ့ဖိုးတုပ်ကိုလှဲပြီးတော့စနေတာဗျမိမလည်းကွာကြောက်ပါတယ်ကွာဒီကောင်တွေရှေ့မို့ပြောတာပါကွာဟေးဖိုးတုပ်ငါတို့အကုန်ကြားတယ်နော်ငါဆိုရင်ကြည့်ပါလားမင်းအကြီးတင်စိန်ကိုဘလောက်တောင်နိုင်ထားလဲငါဟိတ်ဆိုရင်ဟိတ်တိတ်ဆိုရင်တိတ်ပဲအာအမလေးဗျဟိတ်ဆိုရင်ဟိတ်တိတ်ဆိုရင်တိတ်ဆိုဟင် မိမမတ်တင်စိန်ဘလို့ရောက်လာတာလဲကွယ်မိုးရီယာရွာနေတာကိုနေမကောင်းဖြစ်မှာပေါ့အိမ်ပြန်ပြီးတော့နားပါကွာအမေရလည်းဘယ်အချိန်အနောက်ကိုရောက်လာမှမသိဘူးဗျအဖေရဲ့ကောင်းကိုလည်းပုံအလုံးနဲ့ခောက်လိုက်မှသိရတာလေဘလို့ရောက်လာရမှလဲခြေတောင်းနဲ့ရှောက်လာတာပေါ့ကနန်းကောက်တာထဲစရာမယူသွားပဲဘယ်အထက်ကိုထဲ့မှလဲအမေပြောမှကြောက်တော့ရလေတတိထားမိတယ်ပစိုးတွေချုပ်ပြီးပစိုးတွေထဲထည့်လွှဲထားတော့ ။ဘောင်းမီအတိုးလေးတွေနဲ့ပေါ့။အဖေဆိုရင်ပို့ပြီးတော့ရီးစရာကောင်းတာပေါ့ဗျာ။အပေါ်ကလက်ရှိခမောက်ဆောင်မီအောက်ကဘောင်းမီတိုးနဲ့ပစိုးကွင်းတိုင်းမီလွှဲထားတဲ့အဖေကိုတေချာကြည့်တော့မှပဲကျုံနဲ့တီဟာကခွက်ထိုးခွက်လည်းရီးကြတာဗျ။ဦးလေးတောင်းတင်ဟိတ်ဆိုရင်ဟိတ်လို့ပြောထားတယ်မဟုတ်လား။ဟိတ်လိုက်တော့လေဗျာ။မင်းတို့ကလည်းအရေးအကြောင်းဆိုရင် အချုံနဲ့မပြတ်မီ။ဟာဟာအဲ့ဒါဝေ့ဗျ။တခါတည်းတန်းပြီးတော့လဲတာ။ သူများကိုဝက်တွေဝက်တွေလုံမနေနဲ့ရှင်လန်းခွနကကျုပ်ကိုပြောထားတယ်မဟုတ်လားလာခဲ့ရှင်ရဲ့ဗန်ကျောကိုလေပြတ်အောင်လိန်ဆွဲပြင်မယ်ကောင်းတဲ့ဝါနုရေအကြီးနဲ့ဒင်းကိုနနာလေးလိန်ဆွဲပြင်အောင်အမေကလည်းအဖေနောက်ကိုလိုက်တော့တာဗျအဖေကလည်းအမေကိုစောင်းလိုက်စားပြီးတော့ပြေးလိုက်နေပေါ့ဖိုးတုံးကလည်းအဖေတို့နီးတူပါပဲသူမိမဝါနုလက်ကနေလွတ်အောင်ပြေးလိုက်ဝါနုကိုပြန်ဆလိုက်နဲ့ကျုံတို့ကကြားကနေကြည်ပြီးတော့ပြုံးနေပြီရဲ့ ကိုတာလာကျောက်တို့တွေလည်းအချင်းချင်းပြန်လိုက်ကြမလားအာကွာမလိုက်ချင်ပါဘူးမောရတဲ့အထင်ကနန်းမဲ့ကောက်စမ်းပါကျုံနဲ့တီဟာကလည်းကနန်းတွေကောက်ပြီးတော့အိမ်ကိုပြန်ခဲ့တာပေါ့အိမ်ရောက်တော့ကနန်းတွေချက်တခွားသီးတိုးစရာလေးနဲ့ဆိုတော့တိတ်ကိုစားလို့ကောင်းတာဗျထမင်းစားတော့ပြီးတော့ကိုပြင်းမထိုင်မီရင်းရွှေချမ်းတောင်းနေမိတာပေါ့တာလာရင်းရွှေလေးတောင်းလိုက် အမီးလေးစားလိုက်နဲ့စိန်ကြနေရပေါ့ဟာဖိုးထုတ်ပါလားအလဲလာလား အေးစိုးပါတော့အိမ်မနေရတာလဲပြေးလို့လေကွာမိုးအေးအေးလေးနဲ့မင်းစီကိုရှောက်လာတာအေးကွာမိုးကလည်းမရွာရင်မရွာဘူးရွာရင်လည်းလူတွေကိုအေးဆက်နေရောပဲမိုးရမယ်မိုးရတာထူးဆန်းမလားတာလာရဲ့မထူးဆန်းမဲ့တော့သိပါတယ်ကွာငါကပြောပြတာပါဒါနဲ့ဖိုးတုံမင်းအစင်းတွေတော့ကြည့်သေးလားဟေးအေးကွာတေးချမကြည့်ရသေးဘူးအိမ်ရှိရဖျက်သွားတာပဲမြင်လိုက်တယ်ဒါဆိုရင်တော့ကြည့်ကြမလားစင်လေးကတော်တော်ချစ်ဖို့ကောင်းတယ်အေး ဒါဆိုလဲသွားကြမယ်လေတကြီးလဲငါ့ကိုခေါ်ထားတာကွာငါတယောက်ထဲမသွားချင်တာနဲ့ပတ်ရှောင်နေတာအခုတော့မင်းမသွားမယ်ဆိုတော့အဖို့ရတာပေါ့ဒါနဲ့တီးဟောငနေရအိတ်နေတာလေအိတ်နေတာမှစင်အော်တော့နိုးမယ်မထင်ဘူးနှိုးပြီးတော့ခေါ်သွားကြမယ်လေကွာသူလဲလိုက်မှာပေါ့မနှိုးနဲ့တော့ဖိုးတုံရေဒီကောင်ငါ့အရင်နေရရောက်ပြီးပြီသူပါတာအိတ်နေပါစေကွာဒါဆိုရင်လဲမင်းနဲ့ငါနဲ့တော့ကြတာပေါ့ကျုံနဲ့ဖိုးတုံကလည်းတကြီးအိမ်ကိုထွက်ခဲ့တယ်ဗျာ တကြီးအိမ်မက စင်သမားတွေနဲ့ဂျွာကလူကြီးသူမတွေဟုတ်တော့ရောက်လာပြီလားမင်းမလဲတော့မနက်ကခေါ်တာနေ့လယ်မှရောက်လာတော့တယ်အလုပ်တွေရှုံနေလို့ပါတကြီးရဲ့ဒါနဲ့ဘာခိုင်းစရာရှိလို့လဲတခြားတော့မဟုတ်ပါဘူးကွာဒီကစင်ထင်းတွေကဒီရွာမှာစင်ကပွဲလေးလုံးမလို့တဲ့အဲ့ဒါမင်းတို့ဘာပွဲတွေများထဲကျင်လဲလို့ခေါ်မိတာမင်းစရာလူသိလို့လားဗျာကြံတဲ့ပွဲတွေမပါရင်နေဘောလုံးပွဲပါရင်တော့ပြီအေးအေးဒါဆိုရင်လေဘောလုံးပွဲထည့်ပြီးမင်း ဒါနဲ့တာလအဖော်လိုက်လာတာလားအဖော်လိုက်ရင်နဲ့စင်လာကြည့်တာပါတကြီးဟာဒါနဲ့ဒီစင်တွေရကတက်လို့လားဗျကြုံမေးလိုက်တော့အသက်ခန့်ငယ်ငယ်စိတ်ထိတ်တူဦးကအရှိကိုထွက်လာတယ်ကတက်တာပေါ်ငါကြီးဟာဖေးသားကြီးတကွက်နှစ်ကွက်လောက်ကပြလိုက်စမ်းပါဦးသူအဲ့ဒီလိုပြောလိုက်တော့စင်ကြီးကအမိလေးရမ်းလိုက်လက်လေးတွေမြောင်းလိုက်နဲ့လုံးပြတယ်လူတွေလိုမဟုတ်ပေမဲ့လူတွေထက်တောင်ပိုလို့ကြီးကောင်းတယ်တော်လိုက်တဲ့စင်များ လူစကားကိုတိတ်ချနားလည်နေတာပဲအေးကွာတရိဆန်ဆိုတာကလည်းလူတွေလောက်အသိဉာဏ်မရှိပေမဲ့သူတို့အပေါ်ကောင်းတဲ့သူကိုမှတ်မိတယ်အဲတိတ်ချတမြောက်တယ်တခင်ကိုတော့တတော်ကိုလေးစားတဲ့အကောင့်တွေပါကွာငါတို့တဖွဲ့တုန်းကတော့သူတို့ကိုမောင်းမို့အတွက်ဒုံးမကန်ဟေးသားကြီးသွားဆိုတာနဲ့အလိုလိုသွားကြတာပဲဒါဆိုစင်တွေကတတော်ညံမြင့်တဲ့အကောင့်တွေပဲနော်အေးပေါ့ကွာစင်တကောင်နဲ့မဟုတ်ပါဘူးခွေးတွေနွားတွေ ကျွဲတွေလည်းအတူတူပါပဲဒါနဲ့ဒီစင်တွေကအဆောင်ဦးဆုံးမောင်းတော့ရိုက်ရသေးလားအေးဘောကွာအဆောင်ပထမတော့နည်းနည်းတော့ရိုက်ရတာပေါ့နောက်တော့လည်းမရိုက်တော့ပါဘူးကာလာနဲ့ဖိုးတုံဒီကိုခဏလာကြအောင်ဒကြီးအိမ်မော်ကနေစင်ထိန်ဦးမိုင်းကလှမ်းခေါ်တာဗျကျုံနဲ့ဖိုးတုံကလည်းအပေါ်ကိုတက်သွားတာပေါ့ဗျာမင်းတို့တွေငါကလက်ဆောင်ပေးမယ်ယူမလားဘာလက်ဆောင်များလဲတန်မိုးကြီးရင်တော့မယူပြားစင်နဲ့ဗျာတန်မိုးမကြီးပေမဲ့အတုံးတော့ဝင်းနေကွာ ။ဘာလက်ဆောင်များတော့ဦးမရဲ့စိတ်တောင်ဝင်စားလာပြီဗျာ။တီးကျင်တီးရမှာပေါ့ကာ။မင်းတို့ပြီးမယ်ဆိုတာဒီပလွေနှစ်ချောင်းမယ်။ဟင်ဒီပလွေတွေကဘာအတွက်သုံးတာလဲဗျ။ဒါရီကမွေစင်ကျွဲ့နွားဒီလေးကောင်အန်တီရဲ့ပြုတ်ရင်မှုတ်ရတဲ့ပလွေပဲ။အဲ့ဒါမှုတ်လိုက်ရင်ဘာဖြစ်လဲ။ဘာဖြစ်ရမလဲ။ကိုကိုအန်တီရဲ့မပြုတ်တော့ဘူးပေါ့ကွာ။မွေကြိုက်တာဆိုရင်လေဒီပလွေကိုတောင်မှုတ်လိုက်ကြိုက်တဲ့မွေအောင်ရောက်လာပြီ မွေစိတ်ကိုနှုတ်ပြီးတော့ပြန်ထွက်သွားလိမ့်မယ်။အဲဒါပေမဲ့မွေကိုတော့သွားမတတ်နဲ့နော်။လှုပ်ပေးလိုက်။မဟုတ်ရင်မွေစိတ်နှုတ်နဲ့အဲ့လူဟာသေးမှာပဲ။ဒါဆိုရင်အတော့ကိုအတုံးဝင်နေပက်လွေပဲဗျ။မွေစရာလုံစားကျင်တယ်လို့တော့ဖြစ်သွားတယ်ဗျာ။အေးနော်။မင်းတို့နှစ်ကောင်ပေါက်ကြရရင်ရှောက်မလုံနဲ့။ငါကမင်းတို့မို့ပေးတာ။နေပါဦးဗျ။ကျောက်သိကျင်တာရှိသေးတယ်။ရှင်းရှင်းပြောရရင်ကျောက်ကဦးလေးကိုမသိဘူး။ဘာလို့ဦးလေးကကျောက်ကိုသိနေရတာလဲ။ ပြီးတော့ဒီပလွေတွေကိုဘာလို့ပေးတာလဲဖိုးတုတ်ကလည်းပလွေလေးကိုကိုက်ပြီးတော့မေးလိုက်တယ်တီးလို့ပေးတာပေါ့ကွာငါဒီဝါကိုပထမတစ်ခေါက်ရောက်တော့မင်းတို့တွေကခလေးသက်သာပဲရှိကြအောင်ပါတာလာကိုတော့ငငယ်လေးတည်းရသိတာအဲငါလာတဲ့အခေါက်မှာတာလာကြောက်မပီးသေးဘူးမင်းတို့တတော်ငယ်သေးတဲ့အချိန်ပေါ့ကွာဒါဆိုရင်ကျုပ်တို့ငငယ်ရတီးကြတယ်လို့ပြောချင်တာလားဖိုးတုတ်ရမင်းမေးတော့လို့ပါမင်းငငယ်ရမင်းအိမ်ကိုငါလာတော့လေ ထမင်းစားနေရင်ပကံကြီးလွှင့်ပြလို့ငါထိတ်ကိုမှန်ခဲ့သေးတယ်။ဟင်းကျုပ်အဲ့လောက်တောင်လှုပ်ခဲ့တာလား။ကတော့ပါဦးလေးယာအဲ့တုန်းကမသိလို့ပါ။ရည်ရွယ်ပြီးလှုပ်တာလည်းမဟုတ်တော့ပါဘူး။ရပါတယ်ကွာ။ငါကမင်းကိုပြန်ပြီးတော့ပြောပြတာ။ကဲကဲမင်းတို့လှုပ်ဆရာရှိတာလှုပ်တော့ငါဒီပလွေနှစ်ခုမင်းတို့ကိုခေါ်ပေးတာ။ဒါနဲ့ပလွေကိုအရေးကြုံမှသုံးတော့ဒီတိုင်းလက်ကမြင်ပြီးတော့ပုံမနေကြနဲ့။ကျုံနဲ့ဖိုးတုံးကလည်းပလွေလေးနှစ်ချောင်းကန်ပြီး ိမ်မော်ကစဉ်းကြပြီးတော့စင်လေးကိုကြံတွင် ပြည့်ကျွေးနေတာပေါ့ဗျာတာလငါတို့စမ်းကြည့်ရင်ကောင်းမလားဟေးမင်းရဲ့ဇက်ကအစမရှိအဆုံးမရှိနဲ့ဘာလို့စမ်းပါလဲဖိုးတုံရဲ့ငါတို့စီမှာပလေတွေရှိနေပြီလေကွာရွာအပြင်ထွက်ပြီးမွေးတွေလာမလာတော့စမ်းကြည့်ကြမယ်ဟာဖြစ်ပါမလားငါတို့ကပလေအကြောင်းများများဆဆသိတာမဟုတ်ဘူးနော်မင်းကလည်းကြောက်တက်လိုက်တာဘာမှမဖြစ်ဘူးငါရှိပါတယ်ဟုတ်မှလည်းလုတ်ပါကွာ မင်းရတခုခုဆိုရင် အရင်ဆုံးပြေးတဲ့ကောင်မင်းကိုယုံရတာမဟုတ်ဘူးငါကတငယ်ချင်းအချင်းချင်းထားခဲ့မလားကွလာစမ်းမှာငါပြေးရင်ပောင်းအောင်ရိုက်ကွာအေးအဲ့လိုဆိုရင်သွားကြတာပေါ့မင်းကိုပောင်းရိုက်ချင်လို့တော့မဟုတ်ဘူးနော်မင်းရဲ့စူးစမ်းခြင်းစိတ်ကိုသဘောကျလို့ဟာမင်းပြောဝင်ကမသိရင်ငါကထွက်ပြေးမှကြာနေရပဲမပြေဘူးစိတ်ကြပြီးတာပါပဲကွာစောင့်ကြည့်ရမှာပေါ့ကျုံနဲ့ဖိုးတုံးကလည်း ရွာအပြင်တောထုတဲ့ဘက်ကိုထွက်ခဲ့တာပေါ့ဗျာ။တောကထုံနှုံးလို့တောရုံမသွားကြတဲ့နေရဗျ။ထဲရောက်ဖို့တော့မေးအရွေမှောက်ကွာ။နှစ်ခုပြိုင်တူမှောက်ရင်ကမောင်းကမတွေဖြစ်ကုန်မှာစို့လို့။အေးမေးအသေးချစောင့်ကြည့်နေနော်။ဖို့တော့ကလည်းကြောက်ကိုပြောပြီးပလွေကိုစောင့်မှုတ်တော့လေ။ပလွေကိုအတန်တအောင်မှောက်မှုတ်တတ်တော့လေ။မစီမဆိုင်တဲ့အတန်တွေပဲထွက်နေရပါဗျာ။ဟာဟာတကယ်လားရေကွာ။ကျုံကလည်းခြုံသေးကတခုခုထွက်လာတာမို့ ကြည်လိုက်တဲ့အခါမှာမွေးဟောက်ကြီးတစ်ကောင်ပြ ဖိုးတုံးကလည်းမှုန့်ကောင်းကောင်းနဲ့စက်ပြီးတော့မှုန့်နေရင်တကောင်နှစ်ကောင်သုံးကောင် မွေးရရလည်းသုံးကောင်တောင်ဖြစ်လာပြီဟဲ့ရဖိုးတုံးတော်တော့ကွာဟိုမှာမင်းအဖရိယာနဲတာမဟုတ်တော့ဘူးကျုပ်ကလည်းပြောရင်းနဲ့ဖိုးတုံးပါဇက်ဝါကပလွေကိုဆွဲလိုက်တာပေါ့ကျုပ်ပလွေကိုယူလိုက်တော့တန်တရာထဲမှာငိန်နေတဲ့မွေးတွေကကျုပ်တို့စီကိုတဖြည်းဖြည်းရောက်လာတယ်ခွေးကောင်တာလာဟိုမှာငါအဖရိအုပ်စုလိုက်ကြီးလိုက်လာပြီပြေတော့ ဟိုတုံးကလည်းကြုတ်ကိုပြောရင် လက်ကိုဆွဲပြီးတော့ထွက်ပြေးတော့တာဗျ။မွေရီကလည်းအနောက်ကနေတောင်းလျှောက်ကိုလိုက်လာတယ်။အမေကဲပါ အဖေကဲပါလက်တွေ့ရဲကဲပါ။အခုချိန်မှာမေးအမေလည်းမကဲနိုင်ဘူး။အဖေလည်းမကဲနိုင်ဘူး။ကိုချီတော့ကပဲကဲနိုင်မှာပြေးစမ်းကွာ။ကျုံနဲ့ဖိုးတုံးကတော့ပြေးရတာကြာလာတာမို့မပြေးနိုင်တော့ပဲလဲကြကုန်တာပေါ့ဗျာ။မွေရီကတော့မမောဘူးလားမသိဘူး။ကျုံတို့ဗပင်းကြီးတွေထောင်ပြီးတော့ကြည်နေတယ်။ မွေရီရကျုံတို့အနာကိုတိုးလာတော့ကျုံတို့လည်းအနာကိုဆုပ်ဆုပ်သွားနေရတာပေါ့ဟာဦးကြီးမောင်ကျုံတည်းရဲ့ကျုံနောက်ကဦးကြီးမောင်ပေါ်လာပြီးပလွေကိုကောက်ကန်ပြီးမှုန့်နေရဗျဦးကြီးမောင်ပလွေမှုန့်တာကလည်းဖိုးတုံးလိုအတန်ဖြစ်ပြီးရောမှုန့်နေတာမဟုတ်ဘူးအတန်ကိုတာနေတာပဲဗျမွေရီကလည်းဦးကြီးမောင်ပလွေတန်ကြတော့ကျုံတို့စီကနေဦးကြီးမောင်စီကိုတွားကြတယ်ဦးကြီးမောင်ကလည်းအနာရောက်တော့ပလွေမှုန့်နေတာကိုရက်ပြီး စောင်းကြောင်ထိုင်လိုက်တယ်။ဟာကျုံနဲ့ဖိုးတုံးရဲ့အာမေနိတန်ကရိုင်းတူထွက်ပေါ်လာတယ်။အเจ้าကတော့ဦးကြီးမောင်တယောက်အကြီးဆုံးမူရဲ့ခေါင်းကိုလက်နဲ့ဖွပွလေးပုတ်ပေးနေတာ။မွေးရီကချက်ချင်းအနောက်ကိုပြန်သွားကြတော့တယ်။နွားရီမင်းတို့တွေဘာလုပ်နေကြတာလဲ။ကျုံတို့ပလွေကိုစမ်းကြည့်တာဗျ။တကယ်မွေးရီထွက်လာပြီးအနောက်ကနေလိုက်တော့တာ။ကျုံတို့ဘလို့ရက်ပေးရမှမသိတော့ဘူးဗျာ။ဟာကွာမသိပဲနဲ့ဗျာ။ မွေးကိုခေါ်ရတယ်လို့နှကောင်လုံးသေကုန်တော့မှာပဲဦးကြီးမောင်ပြောလဲခံရတော့မှာပါပဲဗျာဒီကောင်ကလေအရင်စမ်းကြည့်မယ်ဆိုပြီးပြောတာဗျအခုမှတော့တယောက်နဲ့တယောက်အပြစ်တွေလွှဲချမနေနဲ့ဒါနဲ့ဒီပလွေနှစ်ချောင်းဘသူပေးလိုက်တာလဲစင်ထိန်ဦးမိုင်းပေးလိုက်တာဗျကျုပ်တို့အတွက်လက်ဆောင်နဲ့မောင်မိုင်းကဘာမှမပြောဘဲပေးလိုက်တာလားပြောတယ်ဗျအရေးကြုံမှတုံးဖို့နဲ့လက်ကမြင်းပြီးမမုတ်ဖို့မှားလိုက်တယ်မင်းတို့ကောင်တွေကွာ မှားလိုက်တာကိုတော့လုံးဖြစ်အောင်လုံးလိုက်သေးရဲ့ငါပြောပြမယ်ဒီပလွေကမွေကိုက်ခရရတဲ့သူရှိမှ အကွက်မပါပဲမှုန့်လို့ရတာအဲ့ဒီလိုမှုန့်ရင်မွေကလာပြီးအစိတ်ထုတ်သွားပြီးတယ်မွေကိုက်ခရရတဲ့သူမရှိပဲလက်တရံပြီးမှုန့်နေရင်တော့အန်ဒီရဲ့ရှိလို့မွေတွေကိုအကူခေါ်တဲ့သဘောပဲအဲ့ဒါကြောင့်မွေတွေကမင်းတို့နောက်ကိုလိုက်နေတာတယောက်ကမှုတ်တော့မမှုတ်တဲ့ကောင်နောက်ကို လိုက်တာပေါ့ဖို့တော့မင်းကြည့်စမ်းမင်းကြောင့်ငါသေးရောမလို့ တည်တည်ပဲလို့တော့နေငါလည်းမရည်ရွယ်ပါဘူးကွာမေးမဲ့ငေါ့ပလွေကိုအရင်မှုတ်ဖို့ပြောတာလေအေးပါကွာထားပါတော့မောလိုက်တာအသက်တောင်ထွက်တော့မလို့ပဲကောင်းနေကောင်းနေတော်တော်လက်တရံပါဇက်တရံနဲ့ကောင်းနေဒီထက်တောင်ပိုပြေးရအောင်ပါဦးကြီးမောင်ကလည်းဗျာကျုပ်တို့ဒီထက်ပြေးရရင်သိပြီပေါ့အေးအေးနောက်ကိုပေါက်ကရရှောင်းမမုံနဲ့ရော့မင်းတို့ပလွေတွေပြန်ယူဦးကြီးမောင်ကပြောပြီးတော့ပလွေတွေကိုပြန်ပေးတယ်ဗျာ ဒါနဲ့ဦးကြီးမဒီဘက်ကိုမလာလောက်တာတော့ရဲရော်သီးတွေမှဲ့နေတာမြင်လို့လာခုတာကွာဦးကြီးမောင်ကရဲရော်သီးကြိုက်တာလားကြိုက်တာတော့မဟုတ်ပါဘူးကွာတကြားလေးနဲ့ခလောက်ပြီးတော့စားကျင်စိန်ပေါက်လာလို့လေကျုံကတော့အနံ့ပြင်းလို့မကြိုက်ပါဘူးအဖေကတော့တတော်လေးကြိုက်တယ်ကျုံလည်းအတူတူပဲကိုသားလာရဲ့အနံ့ပြင်းလို့မကြိုက်ဘူးအေးပါကွာအေးပါအနံ့ပြင်းတာတွေမပြင်းတာတွေအသာထားအခုငါ့ကိုရဲရော်သီးလိုက်ပြီးတော့ခူးပေးကြ အပင်ရနည်းနည်းမြင်တော့မင်းတို့တက်ရမယ်ခနာတော့နားပြစင်ဦးကြီးမောင်ရဲ့အမိုးတော်မပြေသေးဘူးအပေါ်ရင်ပြောမနေစမ်းမနဲ့တာလာရဘောလုံးကန်တုံးကတော့ဒီထက်ကိုမောသေးတာဒီတော့မောတာကမပြောပါလောက်ပါဘူးကဲကဲထလမ်းလျှောက်ရင်အမောပြေသွားလိမ့်မယ်ကျုံနဲ့ဖိုးထုတ်ကလည်းဦးကြီးမောင်နောက်ကနေလိုက်ခဲ့တာပေါ့ဦးကြီးမောင်ကရဲရွပင်တွေနားကိုရောက်တော့ကျုပ်တို့အပင်မော့တက်ခိုင်းနေကျုံကလည်းပစိုးကိုကထောင်းကြိုက်နေတော့တဖက်ခက်လန်းလဲမှရှိနေတဲ့ လူတယောက်ကိုမြင်လိုက်ရတယ်။ကျုပ်တို့အခုရောက်နေတဲ့ရဲရိုပင်တန်းကလည်းညောင်လာနဲ့နေတော့ညောင်လာကသူလို့ထိန်လိုက်ပင်မဲ့အသေးချကြည့်လိုက်တော့မဟုတ်ဘူး။ဦးကြီးမောင်ဟိုကအပေါ်အောက်အဖြူနဲ့ကဘသူလဲဗျ။ဘိုးတော်လူလူဘာလို့လို့နဲ့ကျုပ်မင်းငော့ပြီးပြောလိုက်တော့ဦးကြီးမောင်ကပြုံးပြီးဘိုးတော်ပါဆိုဘိုးတော်လူလူတဲ့အဲ့ဒါညောင်လာရွာအဆက်မနေတဲ့ဘိုးတော်ဒီနေရာကိုတော့စေးလာရှာတာဖြစ်မှာပေါ့။ကြည့်ရတာစိတ်ထဲတမျိုးဖြစ်နေလို့ဗျ။ ဘာမှမဟုတ်ပါဘူးကွာထားလိုက်စမ်းပါအခုကအပင်မော်တက်ကြရအောင်ဖိုးတုပ်ပြောတာနဲ့ကျုံးကလည်းအပင်မော်ကိုတက်ရရွသီးမဲ့တွေခူးပြီးတော့ဆင်းခဲ့တာပေါ့တာလာနဲ့ဖိုးတုပ်မင်းတို့ညာဖက်ကြရင်တတိဝရိယနဲ့အိတ်ကြတော့ဘာလို့လဲဦးကြီးမောင်ရဲ့အခြေအနေထူးလို့လားမဟုတ်ပါဘူးကွာအခုရက်ထဲတခိုးတွေပေါနေတယ်လို့ကြားလို့တတိပေးတာပါဩဒါနဲ့ရရွသီးတွေကတော်ပြီလားဗျအေးအေးရပြီပြန်ကြမယ် ကျုပ်တို့ကလည်းရွာကိုပြန်ခဲ့တာပေါ့ညနေရောက်တော့လေရေချိုးပြီးပလွေလေးကိုတော့ကျုပ်ရဲ့အခန်းထက်ရတက်တာလေးထဲမှာထည့်သိမ်းထားလိုက်တယ်။ရောက်ကိုရောက်ခဲ့ပြီးတရွာလုံးကလည်းတိတ်တိတ်ဆိတ်ဆိတ်နဲ့ဆိုတော့ကျုပ်ကလည်းမကြီးပင်ကြီးအောင်မှတယောက်ထဲထိုင်ပြီးတော့ရင်တွေးတောက်နေတာပေါ့။ညကလည်းတပြေးပြေးနဲ့မတိမတာနှက်လာပြီးတခိုးပြိုးတခိုးတခိုးကျုပ်ကလည်းလန့်အောင်လန့်သွားတယ်။ရွာထဲရသူတွေကမီးတုပ်တွေဆွဲပြီးအတန်းလာရကိုပြေးကြတယ်။ ကျုံကလည်းထိုင်နေရာကနေထပြီးအုပ်စုကြီးနောက်ကနေလိုက်ခဲ့တာပေါ့။ဦးလေးဗမာလေးတကူကဘသူ့ဝင်အခိုးခံရတာလဲ။ရွာမြောင်ပိုင်းကအိမ်နဲ့ကွာအနီရောင်ဝှက်ထားတဲ့မိမတယောက်တခုခုခိုးပြေးသွားတာတဲ့။ဒါဆိုရင်လဲလိုက်ကြစို့ဗျာ။အခုဆိုရင်တော်တော်ဝင်ဝင်ရောက်နေလောက်ပြီ။ကျုံတို့လည်းအဲ့ဒီလူတွေကြားကနေဖြတ်ပြီးအရှိကိုအားကုန်ပြေးလိုက်တယ်။တာလှအဲ့ဒါလှဲစားထားတဲ့ထောင်ချောင်းတခုပဲ။မင်းအခုချက်ချင်းရွာတောင်ပိုင်းကိုပြေးအဲ့ဒီမှာ အဓိကကိစ္စဟာရှိတယ်။ကျုံရဲ့နားထဲမှာဦးကြီးမောင်အတန်ကိုပြပြတတကြားရတယ်။ကျုံကလည်းဦးကြီးမောင်တတိပေးနေမှန်းသိတော့ရွာတောင်ပိုင်းကိုပြန်ပြေးရတာပေါ့ဗျာ။ကျုံရွာတောင်ပိုင်းကိုရောက်တော့လဲလန်းပေါ်မှာလူရိတ်နှစ်ခုကိုတွေ့ရတယ်။ကျုံအနားကိုရောက်လို့အသေးချာကြည့်လိုက်တော့မှဝိုင်းစိန်နဲ့မဲကြီးဗျ။မဲကြီးမင်းဒါပါလောက်တာလဲ။တာလာမင်းနဲ့မဆိုင်ဝင်းမပနဲ့ဒီမှာဒါတွေ့တယ်မဟုတ်လားမသိချင်းကြံခဲ့ ငါရော့သူတယောက်ကို အလိုမတူပဲခိုးပြင်းနေအောင်ငါကဒီအတိုင်းရိတ်ကြည့်နေရမှာလား။တောင်လာရင်ငါ့ကိုကဲပါငါ့ကိုအတင်းခေါ်လာတာငါ့အမေကိုလေဒရိုးနဲ့စောက်ထားတာအိမ်မှာလဲပြီးတော့ကြံခဲ့တယ်။ဘာမင်းတော့သေဖို့တာပြင်ထားကျုံးကလည်းဘေးမှာကြာနေတဲ့လဲတဘိုးကြီးအဟောင်းကိုကောက်ပြီးမဲကြီးစီကိုပြေးဝင်တာပေါ့မဲကြီးဆိုတာကတော့ညောင်လာရွာကားအပြဝိုင်းစိန်ကိုကြိုက်နေတယ်လို့ကြားမိပေမဲ့ အခုတို့လုံးလိုက်မယ်လို့မထင်မိဘူးကျုပ်ကလည်းပြေးလာတော့မဲကြီးကဝိုင်းစင်ကိုလှုပ်ပြီးကျုပ်ကိုဓားနဲ့စီးထိုးတယ်လေကျုပ်ကလည်းရှောင်ပြီးဓားကိုလက်နဲ့ရိုက်ချလိုက်တယ်ဓားကလက်ထဲမှာစိုက်သွားတယ်တာလှမေးရတော့ကွာမဲကြီးကပြောပြီးကျုပ်ကိုပြေးထိုးတယ်ကျုပ်ကလည်းလက်ထဲကဒုံးနဲ့ရိုက်မဲ့လှုပ်ပေမဲ့လက်တွေကရုတ်တရက်လှုပ်လို့မရတော့ဘူးကျုပ်ကမဲကြီးရဲ့လက်သီးကိုဖြောင်းခွင်းတဲ့နေရာကိုစားလိုက်ရတယ်ကောင်းတယ်ကောင်းတယ် ်အခုလို့ချုပ်ထားငါဒီကောင်ကို အသေးသက်ပေးမယ်ကျောင်းနောက်မှာလူမရှိပဲကျောက်ကအချုပ်ခံထားရတာမဲကြီးရလေမြေပေါ်မှာစိုက်နေတဲ့ဓာတ်ကိုကောက်ယူပြီးကျောက်စီကိုပြေးလာတယ်ကျောက်ကဒီတစ်ခါတော့တွားပြီးဆိုပြီးမျက်စီကိုမှိတ်ထားလိုက်တယ်ခဏကြာတဲ့အထိကျောက်ကဘာမှမဖြစ်သေးရနဲ့မျက်စီဖွင့်ကြည့်လိုက်တော့မဲကြီးကကျောက်လိုအချုပ်ခံထားရတယ်တော်တော်ဖြစ်နေတဲ့ကောင်တွေလာစမ်းကွာလွမ်းအောင်ဘာကောင်လဲဆိုတာပြမယ် ဦးကြီးမောင်ပြောလိုက်တော့ကျုံနဲ့မဲကြီးရလဲချောက်ထားတာကနေလွတ်သွားတယ်မဲကြီးလက်ထဲကဓာတ်ကတိတ်ကန်းချောက်လေးဖြစ်သွားတော့ကျုံကလည်းပြေးထိုးတာပေါ့ဗျာကျုံရဲ့လက်သီးချက်နဲ့မဲကြီးလဲသွားတော့ကျုံကဘေးကိုကြည့်မိရဲ့ဦးကြီးမောင်နဲ့တရေမကြီးကလက်ချင်းချနေရဗျဦးကြီးမောင်ကလည်းတိုင်းတွေပါတွေတက်တက်ထင်နေထိုးချက်တွေဆိုတော့တော်တော်မြင့်နေတာလှငါလာပြီကျုံရဲ့အနောက်ကနေကိုစိတ်ပူကြီးအတန်ကိုကြောက်ရပြီကျုံစီကိုပြေးလာတာဗျာ ကျုံနာရောက်တော့လဲကျနေတဲ့မဲကြီးရဲ့အင်ကြီးကိုကမိမျက်နှာကိုဖိထိုးတော့တာပဲမဲကြီးရဲ့မျက်နှာကချက်ချင်းကိုဖူးယောင်လာတယ်။ဦးကြီးမောင်ကိုကြည့်လိုက်တော့လေတရေမကြီးကိုခြေနှောက်ကဆွဲပြီးတော့ကင်ပေါက်နေတယ်။ကျုံကတော့ဦးကြီးမောင်တတော်လန့်သွားတာဗျ။ခဏကြာတော့ရွာသားတွေမီးထုတ်တွေနဲ့ရောက်လာကြတယ်။မဲကြီးကိုဖမ်းပြီးတော့ရွာထဲကိုဝင်သွားတယ်။ရွာသားတွေရောက်လာတော့ဦးကြီးမောင်နဲ့ချနေတဲ့တရေမကြီးကမရှိတော့ကိုစိမ့်ပူကြီးကလည်း ဝိုင်းစိန်ကိုပြေးပြီးတော့ဖတ်ထားတာဗျာကျုံကတော့ဖတ်စရာမရှိဦးကြီးမောင်အနာကိုသာတော်မိတာပေါ့ဦးကြီးမောင်ခေါနာကတရေမကြီးရောဘယ်ရောက်သွားပြီလဲငါဖတ်ထားတယ်မနဲ့ဖြန့်ရောက်မှထန်ခတ်တော့မယ်မင်းရောမပြန်သေးဘူးလားသူများတွေအကုန်ပြန်နေပြီလေဦးကြီးမောင်ပြောမှကျုံကပတ်ဝန်းကျင်ကိုကြည့်မိတယ်တရောင်းမှလည်းမရှိတော့ကျုံနဲ့ဦးကြီးမောင်နှစ်ယောက်ပဲရှိတော့တယ်ဦးကြီးမောင်နဲ့အတူပြဲမဲ့လေဗျာကျုံခေါနာကလေဦးကြီးမောင်ချနေတာလို့အားရနေတာ အားရတာတွေမရတာတွေအသာထားအခုတော့ပြန်ကြမယ်ကျုံနဲ့ဦးကြီးမောင်ကလည်းရွာကိုအတူတူပြန်ခဲ့တာပေါ့အဲကျုံတို့နောက်ဆုံးဆိုတော့လေတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ပေါ့ဗျာကျုံကတော့မဲကြီးလက်ချက်နဲ့တွားတချောင်းကလည်းနဲ့တက်တက်လေးဖြစ်သွားတယ်အခုညာကတော့ကိုစိတ်ပူကြီးအစမဝိုင်းစိန်ကိုလေကဲတိန်လိုက်ရတာပေါ့ဗျာပရိသတ်များရှင် အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာရှင်ဝင်းထုံးရေးသားထားတဲ့ ဦးကြီးမောင်နဲ့ညောင်လှမမဲကြီးဆိုတဲ့ဇာလန်လေးရဲ့အစာဆုံးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်တစ်ခေါက်မှာပရိသတ်တွေအလုံးအကျွတ်ဘလို့ဇာလန်ကောင်းလေးတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုစောင့်မျှော်အားပေးနာဆင်ဖို့အတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရယ်။နာဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ပရိသတ်တွေအလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရယ်ရှင်။